ကဲခုတော့လှသွားပြီဒါနဲ့ဖိုးတူတို့လည်းခုထိရောက်မလာကြသေးပါလားဟမ်တော်ပေါ်လေးနေရာမှာတိုင်ပြီးဘေးဘီကိုကြည့်လိုက်ချင်းထိုင်ကမာတိုင်နေရဲ့တရင်မြောက်ကိုတွေ့ပြီးမိသွားခဲ့တော်လေပိတ်တူဖိုးလူသားကဘာဖြစ်သွားလဲတို့မြင်မိမိသွားလေကွာအဲ့လိုလားอืมဒါလေးကောင်းသားပြီနောက်တော့ကျောင်းတက်ကောင်းလောင်းလေးထိုးသွားခဲ့ပြီးတရေကျောင်းသားတွေတပြုတ်ပြုတ်နေစာသင်ခန်းလေးကိုဝင်လာခဲ့ကြတယ် တမနက်မှာတော့တုပ်ပေါ်တယောက်အဲကန်းရှိမှရှိတဲ့စပိုင်းကုံမော်ကနေစောင်းတွေကိုလေတဲကောင်းတဲ့နေနဲ့အလုံးရှုံနေခဲ့တယ်။ဒီနေ့အချိန်ကြီးကဘာရည်လဲ။음မြန်မာရဲ့အင်္ဂလိပ်ရဲ့ညနေအချိန်ကရောဒလုံးနဲ့စောင်းတွေကောက်တဲ့နေရောဒေါ်တင်တွေကရောင်းမကင်ပြီးသူ့နောင်ရောက်လာခဲ့။တာတော့ပေါ့အမေတမင်းကြော်တာရနေပြီနော်။အဲ့ဒါလာစားလေတော့။တာမစားတော့မေး။ တာဒီနေတန်ရှင်းရဲ့အလှဲ့ကြတာထမင်းစားနေအချိန်မမီတော့ထမင်းစားတာဘလောက်ကြာမှမို့လဲတားရဲ့စားသွားလိုက်နော်တော်ကြလေเจ้าမှာဗိုက်စားနေလေမှာဟာဒါနဲ့တော့ဘောလေစောင်းတေကောက်တဲ့နေရာထားရတယ်ရပါတယ်မိရဲ့ဟိုတားเจ้าရောက်มาပဲမဝေစားလိုက်ပါမယ်အဲ့လိုပြောပြီးတော့ဘောကဒေါ်ဒီနဲ့နာနေထွက်သွားခဲ့ရောလေဟဲ့တာဘာမဝေစားမှလဲတားရဲ့ဩဒီတားနေတော့ကွယ်ထမင်းလေးတော့စားမသွားဘူး အိမ်မြတ်ကိုရောက်မှာတော့ဒုက္ခလေးစပိန်မော်မြန်မြန်တက်လိုက်ပြီးစပိန်နေအတွက်မှာစပိန်ကချိန်ညိုကြနေခဲ့တာပါအောက်မလီလဲတော့မလို့အရင်နဲ့အကြောင်းနဲ့ဆိုကဒီစပိန်ကဘာတဖြစ်ပြန်နေမသိဘူးဒါနဲ့ဒုက္ခလေးစပိန်မော်ကဆင်းလိုက်ပြီးကြည့်လိုက်ချိန်မှာဟာချိန်ကကြနေပြန်ပြီအလင်းလိုနေပါလေဆိုမှမသိဘူးကွာဒီလိုနဲ့ဒုက္ခလေးစပိန်ကိုထားခဲ့ပြီး တန်းနေအောင်ပြေးသွားခဲ့တော့တယ်တပတ်မှာတော့မိဝိုင်းနဲ့ဗိုလ်သူဟာစပိန်စီပြီးចောင်းကိုသွားနေခဲ့ကြတာပါဟဲ့ဗိုလ်သူနေတော်ပေါ်နေငပိန်ကိုရောဒီနေ့ဆော့ဆော့လာကိုပြောထားသေးလားငါမင်းကတော့တေးကြမှလိုက်တယ်ဟဟိုသူတို့တောင်အရင်ရောက်ရင်ရောက်နေနေမှာငါတို့မထင်ပါဘူးငပိန်ကမနေ့ပိုင်းသူ့အမေကိုဈေးသွားဖို့ကူရတာနဲ့တော်ပေါ်ကတော့ထုံးစံရတဲ့အိပ်ပုတ်ကြီးရနေတော့ဒင်းတို့တွေ ရောက်ကြအောင်မဟုတ်ဘူးရေအဲ့ဒီအချိန်မှာပဲသူတို့ရှင်းရနေကြောင်းသွားနေတယ်ဘွေကြီးနဲ့မမှုတို့ကိုမြင်လိုက်ရတာပါဟာမမေ့ဝိုင်းတို့ဒီနေ့တော့အစိုးကြီးကြောင်းသွားပါလားဒီနေ့တော့စောင်းမရမယ်အောင်မှုရေဒီနေ့ကမမေ့ဝိုင်းတို့တန်ရှင်းရဲ့အလေကြတာကွအော်အဲ့လူလားဒါဆိုတုတ်ပေါ်နေရောအသိထူပါလားဒါမောဘွေကြီး အဲ့ဒါမို့တင်နေမင်းတို့တို့ပေါ့လေတို့ခေါ်လာတာမကြောင်း တန်းနေအောင်ပြေးသွားတွေ့လိုက်တယ်ဟင်ဟုတ်လားတို့ဘောတို့ကတယ်ရီယာရှိပါလားကဲဒါဆိုတို့လည်းသွားလိုက်အောင်မဘိုးကြီးဒီလိုနဲ့ဖိုးထူးတို့လည်းအဲ့နေရာကနေစပိန်နဲ့လာခဲ့တော်တယ်တဘောတရားရှိရှိထန်းထန်းနဲ့ပြေးလာရတာက နွယ်ပင်နေနဲ့ဖြစ်နေတဲ့အကြောင်းရှိကိုရောက်လာခဲ့တာပါဟင်တို့ကြောင့်လားအရင်ကလေဒီတိုင်းပဲလားဘာလို့နွယ်ပင်နေနဲ့ဖြစ်နေရလဲဒါနဲ့တော့ဘောလဲခေါင်းကောက်လိုက်ကြည့်ငါအရှင်ကသတိမထားမိလို့တင်နေအဲ့လိုပြောပြီးတော့ဘောလဲကျောင်းဝင်းထဲကိုဝင်သွားခဲ့တော့တယ်ဒီလိုနဲ့စာသင်ခန်းထဲကိုရောက်မှာတော့အခန်းထဲမှာပင်ကွေနေဖုံဖုံနေနေ ရှုပ်တွေးနေအောင်မြင်လိုက်ရတာပါဟမ်ဒုံးအစာသင်ငန်းကဘယ်တော့မှဒီလောက်ထိဖုန်နေတက်သွားတာလဲဩငါသိပြီဒါမနေ့ကအသေးအလဲကြတဲ့သူတွေတန်ရှင်းလုံးဝမလုပ်သွားလို့နေမှာဒီကောင်နေတော်တော်ပြင်းတာပဲဆီယမ်မနဲ့တိုင်မဖြစ်မယ်ဒါနဲ့တော်ပေါ်လင်းလွယ်ကိုချလိုက်ပြီးအခန်းနောက်မှာရှိတဲ့တပည့်စည်းကိုရှင်လို့အခန်းထဲအနက်တန်ရှင်းရေးစလုပ်တော်တယ် များလိုက်ပြီဖုန်နေပါလားဒီတိုင်းဆိုရင်တော့တော်တော်ရှိနေမှာမယ်နေသူတွေအော်ဒါနဲ့ဖိုးတို့ကိုလည်းရောက်မလာသေးပါလားဒီကောင်နေတော့ကွာပြောတော့ဆော့ဆော့လာမယ်လေးပါလေးနဲ့ပြီးတော့လည်းတယောက်မှလည်းရောက်မလာကြအောင်ဒလုံးနဲ့တော့ပေါ်လေပေါ့စီပေါ့စီပြောပြီးစာသင်ခန်းထဲမှာတန်ရှင်းရဲ့လုံနေခဲ့ရော်လေမိဝိုင်းနဲ့ဖိုးတို့စာသင်ခန်းထဲရောက်မှာတော့မိဝိုင်းက အခန်းထဲမှာဘယ်သူမှမလျှောက်သေးတာကိုတတိထားမိသွားခဲ့တယ်။ဟဲ့ဖိုးတို့ဘဝကြီးပြောတော့တော်ပေါ်အကြောင်းကိုပြေးသွားအောင်ဆိုခုမှမှာတော့အခန်းထဲမှာလည်းမရှိပါလား။ဟုတ်ပါနော်။ဒါဆိုအိမ်သားမများတန်ရှင်းရရှင်သွားလုပ်နေရများလား။အဲ့လိုလား။ဒီတော်ပေါ်လေးလေစာသင်ခန်းထဲမှာအရင်လောက်တာမဟုတ်ဘူး။ကဲပါစာသင်ခန်းထဲမှာဒုနှစ်ယောက်ပဲအရင်လောက်တာပေါ့။ပြီးမှတော်ပေါ်ကိုသွားကူကြမယ်။အိမ်သားမခဏနေလူများလာရင် တန်ရှင်းလောရတာအဆင်မပြေဘူးလေ။အော်အေးအဲ့ဟာလေဟုတ်သားပဲ။ဒါနဲ့မိဝိုင်းနဲ့ဖိုတူလေးတပြက်စီတယောက်နဲ့ဆောင်ခိုင်းပြီးစာသင်ခန်းထဲမှာတန်ရှင်းလုံနေခဲ့ကြတယ်။ခဏလောက်ကြာမှတော့ငပိန်ကရောက်လာခဲ့ရပါ။ဟာငပိန်ရောက်လာမလား။အေးဟာဟိုငါအမေကိုဇင်းလိုက်ပို့နေရတယ် sorry ကွာ။ရပါလေ။မင်းတော်ဘောကိုတောက်ကူလိုက်လေ။ငါတို့ကခန်းထဲမှာတပြက်စီလိုက်ပြီးပြီဆိုတော့မှန်နေတော့အမေကျန်တော့တာ။တော်ဘောကအိမ်သာသွားစီနေရလား။ ဟုတ်တယ်ငါပင်။ Okay လေ။ဒါလို့ဆိုလဲငါတို့ဘောကိုတောက်ကူလိုက်မယ်။ဒါနဲ့ငါပင်လည်းနေရာမှာလွယ်ရေးချပြီးတော့အခန်းထဲကနေထွက်သွားခဲ့တော့တယ်။တူဘောတယောက်တန်ရှင်ရေကိုလှုပ်ပြီးသွားချိန်မှာစပွဲကမော်ကပန်းညိုနေရကိုတတိထားမိသွားခဲ့တယ်။အင်းဒီလိုဆိုမှအเจ้าကိုလုံးလုံးနဲ့လာခဲ့ပြီလို့အိမ်ကနေ ပန်းတော်ခုမလာမိဘူးပဲ။ဟိုကျောင်းအတွက်စိုက်ထားတဲ့ပန်းကိုခွင့်တော်မီတပွင့်နှစ်ပွင့်လောက်တောက်ခုလာပေါ့။ဟမ်ဒလွန်နေတုတ်ပေါ်လဲပန်းဝုတ်ကင်ပြီးအပြင်ထွက်ဖို့လို့တရေကလေးနှစ်ယောက်ကစာသင်ခန်းထဲကိုဝင်လာခဲ့တာပါ။ဟမ်ဒါတို့စာသင်ခန်းဟုတ်ရဲ့လား။ဘာလို့တန်ရှင်းနေရလဲ။ဟာဟုတ်တာပဲ။ဘလို့ဖြစ်ပြီးတော့တန်ရှင်းနေရလေဟာ။ဟမ်ဘလို့ပြပြီးတော့တန်ရှင်းရမှာလေငါရှင်းထားတာလေဒီနှစ်ယောက်တော့ကွာကြောင်တော့တော့လာလို့နေလာ ။ငကိုရီကတန်ရှင်းကိုတယောက်တည်းလှုပ်လိုက်ရလို့စိတ်ကတိတ်ကြည်နေရမဟုတ်ဘူးနော်။ဖယ်စား။ဒီလိုနဲ့တော့ပေါ်လေတရင်လေးတွေကိုတတိမထားမိပဲ။ပန်းဝကန်ပြီးတော့ခန်းထဲကနေထွက်သွားခဲ့တော့တယ်။ဟေ့ဖိုးကဒုကန်နေရာထွက်သွားတာလူသားမဟုတ်လား။အေးဟာငါလည်းအဲ့လိုတင်တာပဲ။စိတ်ကလည်းကြီးပါ။ဘာလို့တို့ကြောင်ရောက်လာရတာလဲ။မသိဘူးလေ။ចောင်းသားတဲ့မြန်လား။อืมဟုတ်လောက်တယ်နော်။ ကျောင်းတက်ကောင်းလောင်ထိုးပြီးနောက်တော့ကျောင်းသားတွေစုံလာပြီးမိဝိုင်းတို့လည်းနေရာမှာထိုင်နေကြတယ်ဖို့သူဟိုနှစ်ယောက်ကအင်းသာစီကကြားလိုက်တာဟိုကျောင်းမောင်တက်သွားပြီးခုထိမပြီးသေးဘူးလားမသိဘူးအဲ့တော့ငါလိုက်ကြည့်ရင်ကောင်းမယ်နေတူတယ်ဒီလိုနဲ့ဖို့သူလည်းထွက်ဖို့လို့မှာငပင်ကစာသင်ငယ်နဲ့ကိုဝင်လာခဲ့တယ်ဟာငပင်မင်းတို့တန်ရှင်းလို့လို့ပြီးသွားမလားငပင်ကသူ့နေရာမှာဝင်ထိုင်နေပြီးပြီပေါ့ကွာ ငါပဲအစအဆုံးလှုပ်လိုက်ရတယ်။မင်းတို့ပြောတော့တော်ဘောကအင်းသားမှာတန်ရှင်းလှုပ်နေရဆိုဘာတို့မှမရှိဘူး။တော်ဘောကဟိုเจ้าကိုစိုးရိမ်လာခဲ့ရလို့ပြောတယ်နော်။ဒါဆိုတော်ဘောကเจ้าကိုရောက်မလာဘူးဆိုတော့ဘယ်သွားလိုက်တာများလဲ။ဒီကောင်ចောင်းပြပြန်တာနေမှာပေါ့ကွာ။အဲ့ဒီအချိန်မှာပဲဆရာမကစာသင်ခန်းလေးကိုဝင်လာတာဆိုတော့သူတို့ပြောလဲစကားလေးပြတ်သွားခဲ့ပြီးဆရာမကိုနှုတ်ဆက်ကြတယ်။မင်္ဂလာပါဆရာမ။ မင်္ဂလာပါတို့သမီးတို့အကုန်လုံးပြန်တိုင်းလို့ရပါပြီကဲဒီနေ့ရောကျောင်းပြတ်တဲ့လူရှိသေးလားဟိုဆရာမတူဘောကျောင်းကိုရောက်မလာသေးပါဘူးရှင့်ဟေးတူဘောကခွင့်လည်းမတိုင်းတော့ဘူးပဲဘလို့ဖြစ်တာလဲဟိုတူဘောကျောင်းကိုပြေးလာတာကိုမြင်လိုက်တဲ့သူရှိရလို့ပြောပါတယ်ဆရာမဒါဆိုတူဘောကကျောင်းကိုရောက်မလာဘူးဆိုတော့ဘယ်သွားလိုက်တာများလဲဒီလိုနဲ့နောက်မှတိုင်းရဲ့ကျောင်းသားတယောက်ကဝင်ပြောတော့တယ်ဆရာမ တော်ဘုံကဂင်းဆိုင်သွားတာနေမှာတားရှင်နေကသူ့ကိုရွာလေးကဂင်းဆိုင်မှာတွေ့တယ်ဗျဟမ်ဟေးဟုတ်လားဆီယာမကဂင်းဆိုင်မသွားရဘူးလို့အတန်နဲ့မှားထားတော့သွားပြန်အောင်သွားရကြည်စမ်းအဲ့လိုဆိုတော့အပြည့်ပြီးမှဖြစ်တော့မှာကဲမနေ့ကဆက်တင်မင်းအကောင်စောင်းထုတ်ကြဒါနဲ့ဘိုးတူတို့လည်းဘာမှပြမပြောရင်တော့ပဲစောင်းထုတ်နေကြကြတယ်။တပတ်မှတော့တော်ဘောကစာသင်ခန်းနဲ့ရောက်လာပြီ ။စပွဲကောင်မောင်မပန်းဟုတ်ထားလိုက်တယ်။ကဲခုတော့လှသွားပြီ။ဒါနဲ့ဖိုးတို့တော့လည်းခုထိရောက်မလာကြသေးပါလား။ဟမ်တော်ပေါ်လေးနေရာမှာတိုင်ပြီးဘေဘီကိုကြည့်လိုက်ချင်းထိုင်ကမှာတိုင်နေတဲ့သင်းအမြောက်ကိုတွေ့ပြီးမိသွားခဲ့တော်ရီဟမ်ပိတ်တူဟိုလူသားကဘာဖြစ်သွားလဲတို့မြင်မိမိသွားလीကွာအဲ့လိုလားอืมဒါလည်းကောင်းသားပြီနောက်တော့ចောင်းတဲ့ခေါင်းလောင်းလေးထိုးသွားခဲ့ပြီးတေးရဲ့ចောင်းသားတွေတပြုတ်ပြုတ်နေ စာသင်ခန်းထဲကိုဝင်လာခဲ့ကြသည်ဟာခမမောင်ရဲ့နေသူကဘယ်သူကြီးလဲအစော်ကြီးရှိတဲ့အကိုဆရာတော်လေဒင်းကိုရိုက်တော်မှာပြီအဲ့ဒီချိန်မှာပဲဆရာကချိန်လုံးခိုင်ပြီးစာသင်ခန်းထဲကိုရောက်လာခဲ့တယ်ဒီလိုနဲ့အကုန်လုံးကတရေဆရာကိုနှုတ်ဆက်လိုက်ကြသည်မင်္ဂလာပါဆရာမင်္ဂလာပါကျောင်းသားတွေနေရာမှာပြန်ထိုင်လို့ရပြီ။ဟိုဒါနဲ့စာသင်ခန်းကအရန်ကိုတန်ရှင်းနေတယ်လို့ပဲဘသူရှင်းလိုက်တာလဲ။ဟမ်။ဒါနဲ့တရေဖိုးကောက်က ဟိုခုံမမောက်ရည်နေရလူသားပါဆရာဟေးခုံမမောက်ရည်နေရလူသားလားဟုတ်ပါတယ်ဆရာသူ့သားတို့နှစ်ယောက်ကိုမြင်ပြီးခုလုံမိသွားတာပါဩဖြစ်မှဖြစ်ရလေသူ့ကိုလှုံ့လုံလိုက်ကွာဟမ်ဒီလိုနဲ့အနားမှာရှိနေတဲ့တရေကြောင့်မလေးသူ့ဘောကိုလှုံ့လုံလိုက်တယ်ဟဲ့လူသားဟဲ့ထားလို့ရပြီဒါနဲ့သူ့ဘောလေးနိုးလာခဲ့တယ်အောက်မလေးတရေတရေတွေပါလားဟိုးစတော့ဒီလောက်ထိပဲဩပါ ဆရာတော်ကဒီကလူသားចောင်းသားကိုအနေပေးမဲ့သူတွေမဟုတ်ပါဘူးဒီကចောင်းသားကဘလို့ဖြစ်ပြီးတော့ဆရာတို့ចောင်းရောက်လာရတာလေဟမ်ကိုအဲ့ဒါသားလေးတီစာမသိဘူးဗျဒီနေ့ကចောင်းစောစောသွားအောင်မဟုတ်ပြေးလာရင်ねဟိုဒီကိုရောက်လို့ចောင်းမှမသိဖြစ်သွားတာပါအင်းဒါလို့ဆိုညစ်လေလဲမှပြရောက်လာရုံပါပဲကဲဒီမှာရှိရဲ့ចောင်းသားတွေအကုန်လုံးဒီကလူသားចောင်းသားလူမျိုးစန္ဒမူနာယူသိမ့်ပါတယ်ဘာလို့လဲဆရာအဲ့ဒါတော့ဆရာမပြောဘဲကိုတီစိနဲ့ကိုတန်ရှင်းလို့တာပါ ခုဒီចောင်းသားကိုကြည့် ဆရာတို့စီကိုဒီမနက်မှပဲရောက်လာပြီတန်ရှင်းရဲလို့သွားတယ်ဘလောက်ကောင်းလိုက်ကလေးကျောင်းသားဆိုတာဒီလိုဖက်ဖက်ကနေပြည်စုံနေရမှာတုံမောကတော့တဲရဲကျောင်းဆရာပြောသမျှနားထောင်ရင်ကျောင်းတောင်တောင်လေးရှိနေခဲ့တာပါဒီလိုနဲ့တဏီကုံသွားပြီးညနေကျောင်းဆင်းချိန်မှာဖိုးထုတို့သုံးယောက်သာကျောင်းပြင်ဘက်ကိုထွက်လာခဲ့ကြတယ်ဖိုးထုတပွားကတဏီကုံကျောင်းလေးမလာအောင်ဆိုတော့တခြားကျောင်းသားတွေပြောသလိုဂိမ်းဆိုင်အောင်ရောက်နေရများလား ။ဟမ်။အေးဟာငါလည်းအဲ့လိုထင်းမိရပြီ။ဒါလို့ဆိုငါတို့ရွာရီရဂင်းဆိုင်မှာတော်ပေါင်းကိုသွားရှာကြမလား။အင်းလေအဲ့လိုပဲလုပ်ကြတာပေါ့။သူတို့အဖွဲ့သားတွေလည်းတော်ပေါင်းကိုရှာကြဖို့အတွက်ကြောင်းရှိရနေထွက်လာခဲ့တော့တယ်။တပတ်မှာတော့တူဘောကတရေဖိုးကောက်ထုတ်အိမ်ကိုရောက်နေခဲ့တာပါ။ကပြေပေါ်မှာထိုင်နေတဲ့တူဘောနာကိုတရေဖိုးကောက်ကမုတ်တေယူပြီးရောက်လာခဲ့ ဟင်မင်းဆောင်နေရကြာသွားပလားဟိုရပါလေဘိုးကောင်ရေဒါနဲ့မင်းတို့ရွာထဲမှာလေတရေညီအကြီးပဲနော်ဒါပေါ့တရေရွာပဲဟောဘာလဲမင်းကြောက်လို့လားလင်းနေသေးတော့အရန်တော့မကြောက်ပါဘူးမှောင်လိုက်ရင်တော့မပြောတတ်ဘူးကမကြောက်စမ်းပါနဲ့တို့ဘောရေရော့ဒီမုတ်ဒီစားကြည့်အရန်စားကောင်းနေဟိုတော်မပြီးဘိုးကောင်ရငါမစားတော့ပါဘူးဟာမင်းရလေတကယ်ကြီးချင်းချင်းတွေကိုစားပါဒီမုတ်ကရှားပါပစ္စည်းနော်တို့တရေရွာမှာတော့မရှိတော့မြို့ပေါ်မှာတက်ဝယ်ရတာကွဟင်ဟုတ်လား ါနဲ့တော့ဘောလေတရေဖိုးကောင်ချကျူတဲ့မုတ်တီကိုယူစားနေကြတော်တယ်။ဝါဒီမုတ်ကရှဲကောင်းတော့ပဲ။ငါမပြောဘူးလားတော့ဘောရဲ့စာစာ။ဒါနဲ့ဆရာကမင်းစီအားနေဆန်နမူနာယူရမယ်လို့ပြောရလေ။음အဲ့ဒါဘာလို့လဲဖိုးကောင်ရဲ့။ဟမ်။ဟိုမင်းစီမြင်ရင်ငါ့ကိုအဲ့ဒီဆန်နမူနာနည်းနည်းတော့ပေးလို့ရမလား။ဟမ်။ဒီလိုနဲ့တော့ဘောလေဖိုးကောင်စကားကြားပြီးထရည်တော်တယ်။ဒီကောင်ဖိုးကောက်တော့ကွာ ငါကငါအပြီလို့မှတ်နေတာငါတက်လုံးနဲ့လူရှိသေးရပဲဟမ်ဘာလို့လဲတို့ဘွေငါပြောတာမှားသွားလို့လားမင်းပြောတာမှားတော့မမှားပါဘူးလုံးလုံးလीမင်းလိုချင်တဲ့ဆန်မူနာကိုငါပေးမယ်မင်းမနဲ့တိုင်းကြောက်ရွံ့တာနဲ့တကန်းလုံးကိုတန်ရှင်းရေးလုပ်ရမယ်ဟုတ်ပလားတကန်းလုံးတန်ရှင်းရေးလုပ်တာနဲ့ငါအမင်းစီကဆန်မူနာရပြီလားဒါဘောဖူကောက်ရဲ့ဒါနဲ့မကြခင်မိုးမောင်လာတော့မှာဆိုတော့ငါပြန်တော့မယ်ကွာအော်အေးပါအေးပါမင်းနောက်နေရော် တို့ကြောင့်လာတဲ့အောင်မလာတို့ပေါ့အင်းအချိန်ရပေါ့ဒါနဲ့ငါဒီမုတ်တွေကိုယူသွားလို့ရလားယူလေမင်းဆိုင်တောင်စားလို့ရတယ်ဒီလိုနဲ့တို့ပေါ့လေတရေဖိုးကောက်စီရနေမုတ်တွေယူပြီးထွက်လာခဲ့တော့တယ်ဖိုးတို့သုံးယောက်သားလဲဂိမ်းဆိုင်နဲ့အကြောင်းတို့ပေါ့ကိုလိုက်ရှာကြတယ်တို့ပေါ့ရေတို့ပေါ့မင်းပမာလေတို့ပေါ့ဖျောက်တို့ပေါ့တို့တို့တယောက်တစ်ပေါ့အော်နေရော ဂိမ်းဆိုင်မှာရှိကိုကြီးကထွက်လာခဲ့တာပါဖျောက်မင်းကျောက်ဆိုင်ထဲမှာစူညံစူညံနဲ့ဘာလို့လာအောင်နေကြရလဲဟိုကျွန်တော်တင်ငယ်ချင်းကိုလာရှာတာပါကိုကြီးဟုတ်တယ်ကိုကြီးရဲ့ဟိုကျွန်တော်တို့ရွှေပဲကျောင်းဆိုင်နဲ့ဝါတုပ်လေးလေးတွေ့မိသေးလားကျုပ်ကျောင်းသားတွေကိုဂိမ်းဆိုင်နဲ့ပေးဝင်ဦးဟာကဲမင်းတို့လည်းထွက်ကြတော့အဲ့လိုပြောပြီးဂိမ်းဆိုင်မှာရှိအကိုကြီးကပိုးတူတို့ကိုစိုင်ပြင်ဘက်ကိုတုံထုံတော်ကြီးနောက်တော့ဖိုးတူတို့လည်း ဂိမ်းဆိုင်ကနေပြန်လာနေခဲ့ကြတာပါဖို့တူတော်ဘုံကဘယ်ရောက်သွားများလဲဒီကောင်ကြောင်းလဲရောက်မလာဘူးဂိမ်းဆိုင်မှာလည်းမရှိဘူးဆိုတော့တခုဖြစ်နေရများလားအေးနော်ငါတို့ခုတော်ဘုံရင်ကိုသွားကြည့်ကြမယ်သူ့အိမ်မှာမရှိရင်သေချာရင်တခုဖြစ်နေရပဲအဲ့လိုပြောနေတော့တော်ဘုံကမုတ်တီဆိုင်နဲ့သူ့တို့နာကိုရောက်လာခဲ့တာပါကမတော်ဘုံမုံလားဟာလုံနဲ့တို့တော်ရောက်တာတေချာကြည့်လိုက်ချင်းတော်ဘုံတကယ်ဖြစ်နေခဲ့တာပါ ဟာဟဲ့အောင်တော့ဘို့မိဘယ်တော့နေရလဲတူပေါ်လေသူ့ကိုအော်ခေါ်တဲ့အကြောင်းမော်စားနီယာလန့်သွားခဲ့တယ်မင်းတော်ကလေလန့်လိုက်တာကွာငါမဟုတ်တော့ပြုတ်ကြတော့မလို့အဲ့ဒါဒီတာထားအောင်တူပေါ်ရဲ့မင်းကြောင့်အောင်ရောက်မလာပဲဘယ်ရောက်သွားနေရလဲဟာလာကြောင်းတော့တက်နေရလေပုံမှန်ကြောင်းတော့မဟုတ်တေးရဲ့ကြောင်းဟေးဘလို့ဖြစ်ရလဲဒါနဲ့တူပေါ်လေသူ့ကြောင့်ဝင်းသမီးအကြောင်းဆုံးကိုပြောပြလိုက်တော့တယ်တူပေါ်တို့မှလည်းနော် ဖြစ်လိုက်ရင်အဆိုင်ကြီးပဲအဲ့ဒါတောင်း မင်းကိုဆ ्याम မဒေါ်မနေပြီကွာမနဲ့မြန်တေးချရှေ့မြလိုက်ဟင်ငါ့ကိုဆ ्याम မဒေါ်မနေပြီဟုတ်လားငါရှေ့မြရင်ဆ ्याम မကရုံမမလားဟမ်ရုံအောင်ငါတို့ပြောကူမှာပေါ့ကဲခုတော့အင်ပြန်ညစို့ဒီလိုနဲ့သူတို့ခွေသားရင်လေအဲ့နေရာကနေထွက်လာခဲ့ကြရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့လေ